ိုင်းမြန်မာနယ်စပ်ငွေလိမ်လုပ်ငန်းတွေကနေလွတ်မြောက်လာပြီးကရင်နယ်သားစောင့်တပ် BGF ကနေထိမ့်သိမ်းထားတဲ့နိုင်ငံသားသား8000ကျော်တွေကတရုတ်နိုင်ငံသားတွေကိုတရုတ်အစိုးရရဲ့အစီအစဉ်နဲ့ပြန်ခေါ်နေတဲ့နေရာမှာမတ်လ6ရက်ကဒုတိယအတုပ်ဖြစ်ထိုင်းနိုင်ငံမဲဆောက်မြို့လေးစိတ်ကနေပြန်ပို့ခဲ့တဲ့အကြောင်းရိုက်တာသတင်းဌာနကဖော်ပြပါရယ် တရုတ်ဆိုရဟာဒီငွေလိန်လုပ်ငန်းတွေကနေလွတ်မြောက်လာသူတွေကတရုတ်နိုင်ငံသား1439ယောက်ကိုမတ်လ6ရက်ကနေ9ရက်နေ့အတွင်းလေရင်16စီးနဲ့တရုတ်နိုင်ငံကိုပြန်လည်ခေါ်ဆောင်မှုစီစဉ်ထားတယ်လို့သတင်းမှာဖော်ပြပါရယ်မြန်မာနိုင်ငံဘတ်ချက်မှာထိန်းသိမ်းထားတဲ့နိုင်ငံသားတွေကိုထိုင်းနိုင်ငံဘက်ကဘတ်စကားတွေနဲ့လွှဲပြောင်းပေးပို့ပြီးထိုင်းလူဝမှုကြီးကြပ်ရေးဌာနကဘယ်သူဘယ်ဝါဖြစ်ကြောင်းစစ်ဆေးပြီးတဲ့နောက်မှာသက်ဆိုင်ရာနိုင်ငံတွေကိုပြန်ပို့ဖို့စီစဉ်တာဖြစ်တဲ့အကြောင်းထိုင်းအာဏာပိုင်တွေကပြောပါရယ် ခုချိန်မှာတရုတ်နဲ့အင်ဒိုနီးရှားနိုင်ငံသားတွေကိုတက်ဆိုင်ရနိုင်ငံတွေကထိုင်းအာနာပိုင်ရဲ့အစီအစဉ်နဲ့ပြန်ခေါ်နေပေမဲ့အခြားနိုင်ငံတွေကထောင်နဲ့ချီရဲ့နိုင်ငံသားတွေကြံနေစေဖြစ်ပါတယ်အထူးသဖြင့်ထိုင်းနိုင်ငံမှာတန်ယုံမရှိတဲ့အာဖရိကနိုင်ငံတွေကနိုင်ငံသားတွေအများဆုံးကြံနေတယ်လို့ရိုက်တာကဖော်ပြပါတယ်ဒါကြောင့်တက်ဆိုင်ရနိုင်ငံတွေအနေနဲ့ကိုယ့်အစီအစဉ်နဲ့ကိုပြန်ခေါ်ကြဖို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဌာနပြောခွင့်ရသူနီကွန်ဒပ်ပါလန်ကူရာကမက်စလာ6ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ် we urge the receiving government to find support ထိုင်းနိုင်ငံအနေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီရဖို့ကြိုးစားနေတဲ့အချိန်မှာတက်ဆိုင်ရအစုအယတွေကလည်းကိုယ့်နိုင်ငံသားတွေကိုပြန်ခေါ်ဖို့တိုက်တွန်းပါတယ်ဥပမာအနေနဲ့ထိုင်းနိုင်ငံကိုကုညီထောက်ပံ့နေတဲ့နိုင်ငံတကာရွှေပြောင်းသွားလာမှုကုညီအဖွဲ့ IOM လိုမျိုးရဲ့အကူအညီရဖို့ပါကျွန်တော်အနေနဲ့ဒီလောက်ပဲတည်ထားပါတယ်နေရပြန်ဖို့တဲ့ကုန်ကျစရိတ်တွေနဲ့ပတ်သက်လို့ဘယ်သူဘက်ကဘလောက်အကုန်ကြခံမယ်ဆိုတာမျိုးပြောထားတာမရှိသေးပါဘူး ကျွန်တော်တို့ဘက်မှာအကန့်အသတ်ရှိနေပြီမဲ့လုံနိုင်သလောက်အကောင်းဆုံးစ조사ပေးသွားမယ်လို့အမှတ်ခံပါတယ်အခုအချိန်မှာဒူတော်တော်များများကလည်းနေဆက်ကိုဖြတ်ပြီးထိုင်းမက်ကိုဝင်လာနေပါတယ်မြဝတီမှာထိမ့်သိမ်းထားတဲ့နိုင်ငံသားတွေထဲမှာနေထိုင်မကောင်းဖြစ်နေတဲ့သူတွေလည်းရှိနေတယ်ဆိုတာကျွန်တော်တို့သိထားပါတယ်ကျွန်တော်တို့ဝင်ကြီးဌာနကိုယ်စားလှယ်တွေကအရေးတကြီးဆောင်ရွက်နေပါတယ်စိတ်ကူးဖို့လိုတဲ့သူတွေကိုထိုင်းနိုင်ငံဘက်ကဖြစ်နိုင်သမျှအမြန်ဆုံးလွှဲပေးဖို့လိုအပ်ပါတယ်သူတို့ကိုစိတ်ကူးပေးနိုင်မှုလည်းဆောင်ရွက်နေပါတယ် ဒီငွေလိမ်လုပ်ငန်းတွေကလွတ်မြောက်လာကြတဲ့နိုင်ငံသား9000ကျော်တွေကအများစုဟာနေသားစောင့်တက် BGF နဲ့ DKBA ထိန်းချုပ်နေမြေတွေအတွင်းကစခန်းတွေထဲမှာဖြစ်တယ်လို့နေထိုင်ကြပြီးထိုင်းနိုင်ငံဘက်ကလွှဲပြောင်းဝင်ရဖို့စောင့်ဆိုင်းနေကြရတယ်လို့ February 28ရက်နေ့က The New York Times ဆောင်းပါးမှာဖော်ပြပါတယ်။သူတို့ကိုထိန်းသိမ်းထားတဲ့စခန်းထဲမှာအစားအသောက်အလုံးလောက်မရှိဘဲအင်တာနှခန်းလောက်ကိုလူ400လောက်ဝိုင်းတုံးနေကြရတဲ့အကြောင်းကူးစက်ရောဂါတွေလည်းဖြစ်ပွားနေပြီးအကျက်အတဲအသွင်ဖြစ်လာမှာကိုစိုးရိမ်ရတဲ့အကြောင်း လူကုန်ကူးခံရသူတွေကိုအကူအညီပေးနေတဲ့ Acts of Mercy International အဖွဲ့ကအရှိတောင်အရှာဒေသညွှန်ကြားမှု Amy Miller က The New York Times ကိုပြောထားပါတယ်ခင်ဗျာကျွန်တော်ရဲကောင်မြန်မာမှာဒီသတင်းဆောင်မကို American နိုင်ငံ Washington DC မြို့တော် RFA ရုံးချုပ်ကနေထုတ်လွှင့်နေတာဖြစ်ပါတယ်